မင်္ဂလာပါရှင်ရှန်ကိုမီဒီယာကနေကေလာကျေးရွာငလျင်ပေတဲ့ရှေ့တန်းကုတ်ကဲမှုရုံ၌ပြန်လည်ထူထောင်ရေးကော်မတီအစည်းအဝေးပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ငလျင်ပေးတဲ့ပြင်းထန်စွာခံစားခဲ့ရသည့်အင်လီဒေတာအတွင် ပြည်လဲထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းညီနိုင်စည်းဝေးကို AP လ9ရက်နေ့နနက်10:00နာရီကညောင်ရွှေမြို့နယ်ကေလာကြီးရွာအခြေခံပညာထက်တန်းကျောင်းခွဲဝင်းအတွင်ဖွင့်လှစ်ထားသည့်ငလျင်ပေးတဲ့ရှေ့တန်းကုတ်ကဲရုံ၌ပြုလုပ်ခဲ့ပါသည်။ ်ဦးစွာပြန်လည်ထူထောင်ရေးကော်မတီဥက္ကဋ္ဌတိုင်းရင်းသားရေးအဝန်ကြီးဦးအောင်ကြည်ဝင်းကအမှားစကားပြောကြပြီးကလော့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်ကပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ အဲ့ဒီနောက်အစည်းအဝေးတက်ရောက်လာသည့်ကော်မတီဝင်ပြည်내အစဉ်ဌာနဆိုင်ရာများကသက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းပြောကြားပြီးဒေတာခံပြည်သူများ၏တင်ပြချက်များအပေါ်တိုင်းရင်းသားရေးရာဝန်ကြီးကပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။